္ဂလာပါကလေးတို့ရေဒီခြေကတော့တိုက်ပန်တင် जा ပေးမယ်ဒီခြေချမ်းဖြစ်ပါတယ်။ကဲသားတို့သမီးတို့အခန်းသုံးဒွနောများမှာအပိုင်းနဲ့ပျော်ရည်များအကြောင်းကိုဒီခြေကထပ်ပြီးတော့ရှင်းပြပေးမယ်နော်။ပြောရေးဆိုတာကဘာလဲအဲ့တော့ဒွန်းနောတစ်ခုမှာ အမျိုးအစမတူညီတဲ့ပစ္စည်းတွေရောနှောထားခြင်းဖြစ်တယ် ဲ့တော့ဒေါနောက်တစ်ခုမှာပါဝင်တဲ့ပစ္စည်းတစ်ခုစီရဲ့ဂုံသတ္တိတွေကလည်းမပြောင်းလဲပါဘူးဒေါနောက်တစ်ခုရှိပါဝင်တဲ့ပစ္စည်းတွေရဲ့ဂုံသတ္တိတွေပေါ်မှာမူတည်ပြီးတော့တချို့တော့အလွယ်တကူခွဲထုတ်နိုင်ပါတယ်ကဲဒီချေတို့အခန်း၃အပိုင်း၄ပျော်ရည်များမှလုပ်ငန်းများကိုဒီချေတို့စူးစမ်းပြီးရှာဖွေကြရအောင်ကွယ်အဲ့တော့လုပ်ငန်း၁ဒရနောအမျိုးအစားညီမျှပြုလုပ်နိုင်သည်တဲ့ ော့တချေတို့တွေကလက်တွေပြုလုပ်ဖို့အတွက်เนาะကာကြီးရေစာတဲနဲ့စီတို့ကိုလက်တွေပြုလုပ်ဖို့တချေတို့ပြင်ဆင်ပါမယ်ဟုတ်ပြီเนาะအဲ့တော့စားပါမယ်စီပါမယ်ပြီးရေပါမယ်တဲပါမယ်ကဲအဲ့တော့ခါခွေအဲ့တော့တချေတို့ကဖတ်စာအုပ်ထဲမှာနမူနာပေးထားတဲ့ဇာတ်လေးတိုင်းပဲတချေတို့နမူနာပေါ့เนาะပြုလုပ်ကြမယ်เนาะနမူနာဇာတ်မှာထပ်ဖြည့်ကြမယ်အဲ့တော့ပေးထားသောဇာတ်နမူနာကိုတချေတို့ဆွဲမယ်လိုအပ်သလိုဇာတ်ကိုထပ်ဖြည့်ပါ ကဲအဲ့နမူနာဇယားလေးကိုကြည့်ပြီးနမူနာဇယားလေးမှာတချို့တို့ရောလိုက်တော့ဒွဝဝတ္ထုနှစ်မျိုးရဲ့အမည်ရဲ့ဒွဝဝတ္ထုနှစ်မျိုးရဲ့အခြေရဲ့ကိုပြောထားတယ်ရေးပေးထားတယ်အဲ့တော့ဥပမာအနေနဲ့သူတစ်ခုပေးထားတယ်ဥပမာရေနဲ့သဲနဲ့ဟုတ်ပြီနော်ရေနဲ့သဲနဲ့ရဲ့သူတို့ရဲ့အခြေလေးကတော့အရေးအခြေအနေနဲ့အခဲအခြေနေဖြစ်တယ်ကဲနောက်ထပ်တစ်ခုကငယ်ပေးထားသောအရာဝတ္ထုများမှာတဲ့နှမျိုးစီကို သုံးမယ်နှမျိုးစီကိုသုံးပြီးတော့ ဒွန်းနောတွေကိုတကယ်လို့တွေပြုတ်လို့ပါမယ်တဲ့ကဲအဲ့တော့ဂါကြီးလေးကဒွန်းနောပြုတ်လို့ရန်ရွေးချယ်ထားသောဒွဝတ္ထုအမျိုးအစားများနဲ့ရင်းနှိုးရဲ့အခြေများကိုတကယ်လို့ဇယားမှာတကယ်လို့ရေးသားပါမယ်အဲ့တော့လေးလာတွက်ရှိချက်တွေကိုအခြေခံ၍အောက်ပါမေးခွန်းလေးတွေကို ဖြည့်ဆို့ပါတဲ့ကဲအဲ့တော့ဒီဒွန်းနောတစ်ခုပြုတ်လို့ဖို့ဆိုရင် မြေသည့်ဒရဝိထုအမျိုးအစားများကို ရွေးချယ်ထားသည်နီးရင်းတို့ရဲ့အခြေများကို ဖော်ပြပါတဲ့ကဲအဲ့တော့ဒီခြေတို့တွေကကဲရောမယ်အဲ့တော့ဒီခြေကရေနဲ့သဲနဲ့ကိုရောမယ်ရေနဲ့သဲနဲ့ကိုရောမယ်ဆိုရင်ဘာအခြေဖြစ်မလဲဟုတ်တယ်အရေအခြေနဲ့အခဲအခြေဖြစ်တယ်နောက်တစ်ခုကကြတော့ဘာနဲ့ဘာနဲ့ရောလို့ရသေးလဲဟုတ်တယ်ရေနဲ့စားနဲ့ကိုရောလို့ရသေးတယ်အဲ့တော့ရေနဲ့စားနဲ့ကိုရောမယ်ဆိုရင်ရော ဟုတ်တယ်အရေးအခြေအနေနဲ့အခဲအခြေအနေပဲဖြစ်တယ်နောက်ထပ်ဘာနဲ့ဘာနဲ့ရောလို့ရသေးလဲဟုတ်တယ်ရေရေစီရေကိုရောလို့ရသေးတယ်အဲ့တော့ရေနဲ့စီနဲ့ကိုရောမယ်ဆိုရင်ဘာအခြေဖြစ်မလဲဟုတ်တယ်အရေးအခြေနဲ့အရေးအခြေနဲ့ဖြစ်ပါတယ်နောက်တစ်ခုဘာနဲ့ဘာနဲ့ရောလို့ရသေးလဲဟုတ်တယ်စားနဲ့ဘဲနဲ့ရောလို့ရသေးတယ်သူတို့ရဲ့အခြေအရောဟုတ်တယ်အခဲအခြေအခဲအခြေဖြစ်တယ်နောက်တစ်ခုကရောဟုတ်တယ် သဲရယ်စီရယ်ရောလို့ရသေးတယ်အဲ့တော့သူတို့ရဲ့အခြေလေးရောအခဲအခြေရယ်အရေးအခြေရယ်ဖြစ်တယ်နောက်တစ်ခုရော ဟုတ်တယ်စီရယ်စားရယ်ရောလို့ရသေးတယ်စီနဲ့စားနဲ့ရောဟုတ်တယ်အရေးအခြေရယ်အခဲအခြေရယ်ဖြစ်တယ်ကဲအဲ့တော့ဒီချေတို့မေးခွန်းလေးကိုထပ်ပြီးတော့ဖြေကြရအောင်ကဲအဲ့တော့မေးခွန်းနံပါတ် အဲ့တော့မေကွန်တံပတ်1ကလေးမှာတော့ drone တစ်ခုပြုလို့ရန်မြည်သည့်ဒေါဝတ္ထုအမျိုးအစားများကိုရွေးချယ်ထားသည်နီးရင်းတို့၏အခြေများကိုဖော်ပြပါအဲ့တော့တကယ်တော့ဘာလို့ဒေါဝတ္ထုအမျိုးအစားတွေကိုရွေးချယ်ထားလဲဟုတ်တယ်အခဲနဲ့အရင်နဲ့ဒေါဝတ္ထုအမျိုးအစားတွေကိုတကယ်တော့ရွေးချယ်ထားတယ်သူတို့ရဲ့အခြေလေးတွေကဘာဖြစ်မလဲဟုတ်တယ်အရင်အခြေနဲ့အခဲအခြေနေလေးတွေဖြစ်တာပေါ့ကဲနောက်ထပ်မေကွန်လေးတစ်ခုနံပါတ်1ပေးထားသောအရာဝတ္ထုများမှာ ပစ္စည်းနှမျိုးစီကိုအသုံးပြု၍ ဒွန်းနောမီမြပြုတ်လုံနိုင်တဲ့နည်းတဲ့ကဲအဖြေလေးကရောဒီကျဲကိုနေရတော့ကပြောပြလိုက်တယ်ဆိုတော့ဘလက်ခုရလဲဟုတ်တယ်ဒွန်းနော6မျိုးပြုတ်လုံနိုင်ပါတယ်ကဲနောက်တစ်ခုနံပါတ်3ဒွန်းနောများဖြစ်တယ်ဟုအဘဲကြောင့်ပြောနိုင်တဲ့နည်းတဲ့ကဲအဲ့တော့ဒွန်းနောတွေဖြစ်တယ်လို့ဘာကြောင့်ပြောနိုင်တာလဲဟုတ်တယ်မတူတဲ့ဒွန်းနောအမျိုးအစားနှစ်မျိုးရောနှောထားတဲ့အတွက်ကြောင့်ဒီကျဲတို့ကဒွန်းနောလို့ပြောနိုင်ပါတယ်မိကုန်နံပါတ်4 ဒရနော့အမျိုးသားမြည်မြရှိတဲ့နီးကဲအဖြစ်လေးရရောဟုတ်ပြီအဖြစ်လေးရတော့ဒရနော့အမျိုးသားဗနမျိုးရှိပါတယ်လေဒရနော့အမျိုးအစား၃မျိုးပြုလုပ်နိုင်ပါတယ်ဘာတွေလဲဆိုရင်အခဲရဲအခဲရဲအခဲရဲအရေရဲရဲအရေရဲအရေရဲတို့ပဲဖြစ်ပါတယ်ကွယ်ကဲအဲ့တော့တီချေကလက်တွေလေးသားတို့သမီးတို့ပြပြီးပြီဆိုတော့သားတို့သမီးတို့အိမ်မှာလဲကိုယ်တိုင်းလက်တွေလေးပြုလုပ်ပြီးတော့ပြန်ပြီးတော့နော်လေ့လာလေ့ရပါတယ်ကွယ်

ဇွန်လေးရေကိုတချို့ကလက်တွေ့ပြုလုပ်ဖို့အတွက်ကိုပြင်ဆင်ရပါမယ်။ခါခွေပေးထားတဲ့တချို့စာအုပ်ထဲမှာပေါ့နော်တာလို့သမီးတို့ပေးထားတဲ့ဇယားနမူနာလေးကိုဆွဲပါမယ်။အဲ့တော့နော်ဇယားနမူနာလေးကတော့ drone အမျိုးအစားလေးတွေပေးထားတယ်။ပြီးရင်တာလို့သမီးတို့ရဲ့လေ့လာတွေ့ရှိချက်ကလေးကိုရေးခိုင်းပါတယ်။အဲ့တော့ drone အမျိုးအစားကတော့ဗာလဲသေးရေရေရေပြီးသွားလို့ရှိရင် စားရေရေရေကဲအဲ့တော့တချို့လက်တွေ့ပြုလုပ်ကြမယ်နော်။ကဲအဲ့တော့ကငယ် အဲ့တော့ကားငယ်မှာတချေတို့တွေကဟုတ်ပြီနော်ရေကိုတော့တချေတို့ကပမာဏတူညီစွာထည့်မယ်နော်ခွန်းနှက်ခွက်ထဲကိုတချေတို့ပမာဏတူညီစွာထည့်ပါမယ် อืมဟုတ်ပြီเนาะရပြီโอเคအဲ့တော့ပမာဏလူကြီးသားဒီခြေတို့ထည့်ထားပြီးသွားပြီထည့်ထားပြီးသွားလို့ရှိရင်တော့ဖန်ကွက်တစ်ခွက်ထဲတော့ဒီခြေတို့တွေကဟုတ်ပြီเนาะသဲထည့်မယ်เท่แท้มั้ยเอาบีเนาะเท่แท้มั้ยนาชาผ่านควักก็รอดิเฉยก็ซาแท้มั้ย ထည့်ပြီးသွားပြီထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့တချဲတို့ကဇွန်လေးနဲ့ဘာဖြစ်လဲတမအောင်မှုေပါမယ်ဟာဒါကတော့ဒီခြေကစားထည့်ထားတဲ့ခွက်နဲ့ခွက်ပေါ့နော်အဲ့ဒါကိုဒီခြေကဇုံလေးနဲ့တမအောင်မှုေပေးတာပါမှုေနေတာနော်အဲ့တော့တအားသမီးတို့ကဒီခြေလုံးတဲ့လက်တွေကိုကြည့်ပြီးတော့လေးလာတွေ့ရှိချက်ကလေးတွေကိုရေးထားပေးနော် okay ဟုတ်ပြီဒါလေးကတော့ဒီခြေကဒါကတော့စားထည့်ထားတဲ့ဟာလေးကိုမှုန်ထားတာပေါ့နော်ကဲဒီဘက်ကသဲထည့်ထားတာလေးကိုလည်းဒီခြေထပ်ပြီးတော့မှုန်မယ် တက်ထဲဆောင်ချင်းမှွေထားတာ။ကဲအဲ့တော့ဒါတို့သမီးတို့ကလေးလာတွေ့ရှိချက်ကလေးတွေကိုရေးထားပေးပါ။ကဲဟုတ်ပြီနော်အဲ့တော့တချေတို့ကကဲလေးလာတွေ့ရှိချက်ကလေးတွေကိုအခြေခံပြီးတော့မှတချေတို့ကမိကုန်းလေးတွေကိုဖြည့်ဆူကြရအောင်မိကုန်းနံပါတ်1ရေသေးသို့သဲများထဲလိုက်တော့အခါမြည်သို့ဖြစ်သွားသည်နိ ဟုတ်ပြီအဲ့တော့တချင်တို့ရေထဲကိုတဲထည့်လိုက်တဲ့အခါမှာဘယ်လိုဖြစ်သွားလဲဟမ်အောက်မှာအနေထိုင်သွားတယ်ဟုတ်ပြီ ရေထဲသို့စားများထည့်လိုက်သောအခါမြည်သို့ဖြစ်သွားသည်တကယ်ရေထဲကိုတချင်တို့စားထည့်လိုက်တာဘာဖြစ်သွားလဲစားတွေမတွေ့ရတော့ဘူးဘာဖြစ်သွားလဲရေထဲမှာပျော်ဝင်သွားတယ်ကဲဟုတ်ပြီနံပါတ်1မိကုံးလေဒွန်းနောနှစ်ခုသည်တူညီမှုရှိပါသလားတဲ့အဲ့တော့ဒွန်းနောနှစ်ခုဟာတူညီမှုရှိပါသလား ဟုတ်ပါတယ်မတူညီပါဘူးဟုတ်ပြီနံပါတ်3ဒွမ်နောနှစ်ခုကို အမြင်အားဖြင့်မြည်တို့ခွဲခြားနိုင်တယ်ဟိတယ်ဟုတ်ပြီဒွမ်နောနှစ်ခုကိုအမြင်အားဖြင့်ဒီချေတို့ဘယ်လိုခွဲခြားနိုင်လဲဟုတ်တယ်ရေမာပျော်ဝင်တာနဲ့ရေမာမပျော်ဝင်တာဆိုပြီးတော့ဒီချေတို့ခွဲခြားနိုင်ပါတယ်ကွယ်ဒီချေလက်တွေပြုတ်လို့တလို့ပဲတားတို့သမီးတို့လည်းအိမ်မှာလက်တွေပြုတ်လို့ပြီးတော့ဒီချေလိုပဲဘာဖြစ်လဲလေ့လာလို့ရပါတယ်ကွယ် ကဲဒီကျေတို့လုပ်ငန်း၃လေးကိုဆက်ပြီးတော့လေ့လိုက်ရအောင်လုပ်ငန်း၃ရေပမာဏပြောင်းလဲခြင်းမရှိဘဲအရာဝတ္ထုများကိုရေတွင်ပုံမူပျော်ဝင်အောင်မြည်တို့ပြုလုပ်နိုင်သည်နိကဲအဲ့တော့ဒီကျေတို့လက်တွေ့လေးပြုလို့ရအောင် ။တချို့တို့အရွယ်တူအမျိုးအစားတူ ခွက်သုံးလုံးအဲ့တော့အရွယ်လည်းတူတယ်အမျိုးအစားလည်းတူတယ်ခွက်သုံးလုံးပြီးသွားရင်ရေရေနွေးရေပူပြီးရင်တကြာပြီးရင်ဇုံလျှက်စစ်ချိန်ခွင်သာမိုမီတာတို့ကိုတချို့တို့လက်တွေ့ပြုလုပ်ဖို့အတွက်ကိုပြင်ဆင်ရပါမယ်။ကဲအဲ့တော့ဒီခြေကဒီရရဲ့နော်ဒီရေရဲ့ ရေနွေးရဲ့ဟုတ်ပြီနော်ရေပူရဲ့ရဲ့တာမိုမီတာလေးရဲ့အပူချိန်ကိုတိုင်းပြပေးမယ်။ဒါတော့သမီးတို့တစ်ချက်ကြည့်ထားပေးပါ။ကဲဟုတ်ပြီအဲ့တော့တီချယ်တို့ရဲ့တာမိုမီတာမှာဆိုလို့ရှိရင်အခန်းအပူချိန်လေးကိုပြပေးထားတယ်။အခန်းပူချိန်လေးကတော့25ကျော်28 29လောက်ရှိပါတယ်။ဒါတီချယ်တို့ရဲ့အခန်းပူချိန်။ကဲအဲ့တော့တီချယ်ကရေထဲကိုဟုတ်ပြီနော်တီချယ်တာမိုမီတာလေးထည့်လိုက်မယ်။အဲ့တော့ဒါတို့သမီးတို့ကတစ်ချက်ကြည့်ပေးပါ။နော်တာမိုမီတာရဲ့ เนาะအနီရောင်လေးတက်လာလိမ့်မယ်ဟုတ်နော်တက်လာလားကျလာလားဒါတို့တို့မျိုးတစ်ချက်ကြည့်ပြီးပါကဲဟုတ်ပြီဒီချက်ကြည့်ကြည့်မယ်ဟမ်ကြာသွားပြီเนาะအခုဘာဖြစ်လဲဆိုလို့ရှိရင်တချေကရေထဲကိုထည့်လိုက်တဲ့အချိန်မှာတချေကဘလောက်ပဲရှိလဲဆိုရင်သူက35ပဲရှိတယ်ဟုတ်ဘူးเนาะ35ပဲရှိတယ်ကဲဟုတ်ပြီတချေကနောက်တစ်ခုလေးကိုသွားမယ်ကဲနောက်တစ်ခုကကြတော့တချေက ရင်နွေးရင်နွေးလေးတွေကိုဒီခြေကထည့်မယ်နော်သာမိုမီတာလေးကိုဒီခြေကရင်နွေးလေးတွေကိုထည့်မယ်ကဲကြည့်ပေးထားနော်ဘယ်လောက်တက်သွားပြီလဲဆိုတာကဲဟုတ်ပြီဒီခြေကြည့်မယ်အိုးသွားတော့ဘာဖြစ်လဲဆိုလို့ရှိရင်ရင်နွေးရတော့30ကျော်မယ်30နဲ့မှ3လောက်ရှိပြီဟုတ်ပြီနော်33လောက်ရှိရဲတက်သွားတာအဲ့တော့တို့ရဲ့သာမိုမီတာရဲ့အပူချိန်တွေမတူးနော် ကဲဟုတ်ပြီအဲ့တော့ဒီချက်ကရေပူတဲ့ကိုဒီချက်ထည့်မယ်ဟုတ်ပြီနော်ရေပူတဲ့ကိုထည့်တာမူတာဘယ်လောက်ရှိမလဲကဲကြည့်အောင်ကဲကြည့်ထားနော်တာမူမီတာတက်လာပြီအပူချိန်တက်လာပြီကဲကြည့်အောင်အိုးနော်50နဲ့မှ9လောက်ရှိတယ်ကဲအဲ့တော့ရေပူထဲမှာကျတော့ဒီချက်တို့တာမူမီတာအပူချိန်က59လောက်ရှိတယ် ကဲဟုတ်ပြီနော်ဒီမှာတော့ကြည်နော်59လောက်ရှိတယ်ကဲရေပူထဲမှာတစ်ချက်တောင်မူတာထဲတော့တောင်မူမီတာရဲ့အပူချိန်လေးကရေပူက59လောက်ရှိတယ်နော်ကဲအဲ့တော့ကဲအဲ့တော့ဒီချက်ကတအားသမီးတို့တွေ့ရတယ်နော် ကဲတီချေက900တုံးကရေရရေနွေးရရေပူရရတီချေအပူချင်းဒီရီဆက်စီရကလေးကိုတအားတော့သမီးတို့တိုင်းထားပေးထားတယ်နော်ကဲဟုတ်ပြီအဲ့တော့တီချေတို့မင်းကုန်းလေးသွားရအောင်ကာကြီးပေးထားသောဇယားနမူနာကိုဆွဲပါအဲ့တော့တအားတော့သမီးတို့ရဖတ်ဆောင်ထဲမှာရှိတယ်ဇယားနမူနာလေးကိုဆွဲမယ်ပြီးတော့ရတီချေကရေအမျိုးအစားလေးရတော့တီချေတို့ကရေရရေနွေးရရေပူရအကုန်လုံးတီချေက90မီလီလီတာထည့်ထားတယ် ုတ်ပြီနော်အဲ့တော့အပူချိန်ဒီဂရီဆယ်စီယက်ကတရှိ900လောက်သားတို့သမီးတို့ကိုတိုင်းပြပေးထားတယ်အပူချိန်ဒီဂရီဆယ်စီယက်တိုင်းသားတို့သမီးတို့ဖြည့်လိုက်ပါရေမှာဘလောက်အပူချိန်ဒီဂရီဆယ်စီယက်ရှိလဲရေနွေးမှာဘလောက်အပူချိန်ဒီဂရီဆယ်စီယက်ရှိလဲရေပူမှာဘလောက်ဒီဂရီအပူချိန်ပေါ့နော်ဒီဂရီဆယ်စီယက်ရှိလဲဆိုတာကိုသားတို့သမီးတို့ထည့်ပေးပါဟုတ်ပြီကဲအဲ့ဒါပြီးတော့တချေကရေပါသောခွက်ရဲ့ဒရက်ထူဂရန်ကိုတချေတိုင်းမယ်အဲ့တော့ရေပါတဲ့ဒီခွက်ကလေးတွေရဲ့ဒရက်ထူဂရန်ကိုတိုင်းပါမယ် ကဲဒီကျဲကဒါရေကိုတင်လိုက်ပြီเนาะ gram ကဘယ်လောက်ရှိလဲ232 gram ကဲဟုတ်ပြီပြီးတော့ရေဒီကျဲကယူနီလေးကိုတင်မယ်ဟဲ့ယူနီလေးကတော့220 gram ရှိတယ်ကဲဟုတ်ပြီဒီကျဲရေပူလေးကိုတင်မယ်ကဲရေပူလေးကတော့236ဂရမ်ရှိပါတယ် ကဲဟုတ်ပြီเนาะဒါအသာသမီးကိုရပြီကဲအဲ့ဒါပြီးသွားရင်တော့တချေကနောက်တစ်ခုကဘာလဲဆိုရင်ရေနဲ့တကြားပျော်ဝင်နေတဲ့ခွက်ရဲ့ drug to ne grand ဆိုတော့တချေကရေမှာတကြားလေးတွေတချေထည့်မယ်ဒဇွန်စီထည့်မယ်ကဲဟုတ်ပြီเนาะကဲဒါကတော့တချေကရေမှာထည့်လိုက်တာဒါကတချေကရေနှင်းမှာထည့်မယ်ဒါတော့ဒီခြေကရေပုံမှာထည့်မယ်။ကဲဟုတ်ပြီနော်။ အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်တချင်တို့ကတချင်ဝင်မယ်နော်တချင်ဖြုံမယ်ကဲဟုတ်ပြီနော်ဒါနောက်တစ်ခုလည်းထပ်မွေမယ်နော်ရေကိုမွေပြီးသားပြီဆိုတော့ဒီချက်ယူနေကိုမွေမယ်ပြီးသွားရင်ရေပူကိုဒီချက်မွေမယ် ဲဟုတ်ပြီကဲပြီးသွားရင်ဒီချက်ယူနေပူပေါ့နော်ရေပူမှာဒီချက်ဝင်ပါမယ်ကဲတောက်သူမျိုးကြည့်ကြည့်နော်ကဲပြောင်းဝင်မှုကတော့တချို့လိုရင်နှွေးမှာဆိုတဲ့ကြားရဲ့ပြောင်းဝင်မှုကတချို့မှွေလိုက်တာ ਨੇ ။ဘာဖြစ်လဲဆိုရင်တိတ်ပြီးတော့တော့ဘာဖြစ်လဲ နော်တရားပြိုတရားမမြင်ရတော့ဒါပေမဲ့တချို့တို့ကရေမှာကြတော့အောက်မှာတရားတွေအနေထိုင်နေတွေ့လာဟုတ်ပြီနော်ရေနွေးမှာကြတော့တချို့တို့ကဘာဖြစ်လဲဆိုလို့ရှိရင်တရားလေးတွေကဘာဖြစ်လဲဆိုရင်နည်းနည်းလေးတော့ရှိသေးတယ်ဒါပေမဲ့ရေမှုမှာတော့လုံးဝမရှိတော့ကဲဟုတ်ပြီနော်အဲ့တော့တချို့ကသူတို့ကိုတချို့ကတိုင်းမယ်ကဲတချို့ကဒီမှာခုနကတော့တရားကိုတချို့ကဒီခွလေးထဲမှာဖြောထားပြီးသွားပြီနော်ရေသုံးမျိုးထဲမှာတချို့ကတရားလေးတွေကိုတစုံစီထည့်ပြီးတော့ဖြောထားပြီးသွားပြီအဲ့တော့တချို့တို့တွေကရေနဲ့တရားပျော်ဝင်တဲ့ခွက်ရဲ့ဒွတ်ရဲ့ဂရမ်ကိုတိုင်းကြမယ် ဲအဲ့တော့ဒီချေတို့ကရေနဲ့တကြားနဲ့ပျော်နေတဲ့ခွက်ရဲ့ dress ရဲ့ ground ကိုတိုက်တာဘယ်လောက်ရှိလဲဟမ်200နဲ့မှ36အဲ့တော့236ရှိတယ်ဆိုတော့ဒီချေတို့ပျော်ဝင်သွားတဲ့တကြား dress ကဘယ်လောက်ဖြစ်မလဲပထမဒီချေတို့ကတကြားမပါဘဲနဲ့တိုင်းတော့က230နဲ့မှဒီချေတို့က1အခုက236ဆိုတော့တကြားပျော်ဝင်သွားတာက၄ကုလားဟုတ်ပြီနော်ကဲဟုတ်ပြီပြီးသွားရင်ဒီချေတို့ကရေနွေးလေးကိုတိုက်မယ် ဲအဲ့တော့ရေနွေးလေးကတခြေတကြားလေးနဲ့ဖြော်ထားတာဆိုတော့ရေနဲ့တကြားရဲ့ပျော်ဝင်နေတဲ့ခွက်ရဲ့ဒွတ်ထုကိုယ်တိုင်ဘယ်လောက်ရှိမလဲ224အဲ့တော့224ဆိုတော့ခုနကတည်းကတခြေတို့ကရေပါတဲ့ခွက်ကိုပဲတိုင်ထားတာက220အခုက224ဆိုတော့သူ့ရဲ့တကြားပျော်ဝင်သွားတဲ့တကြားရဲ့ဒွတ်ထုကိုယ်တိုင်လေးကဘယ်လောက်ဖြစ်မလဲဟမ်ဟုတ်တယ်6 gram ကဲပြီးပြီဆိုရင်ဒီခြေကရေပူလေးကိုတိုင်မယ်အဲ့တော့ရေပူလေးကိုတိုင်ပြီ ဲအဲ့တော့ရေပူကကျွန်တော်ဒီချေတော့ရေပူထဲမှာတကြားလေးပြောင်းဝင်ထားတယ်နော်ခုနကရေပူမာတော့ကကျတော့ဒီချေတော့ရေပူပဲတိတိလိုင်းတော့ဘယ်လောက်လဲ236အခုရေနဲ့တကြားပြောင်းဝင်နေတဲ့ဒွတ်ထုရဲ့ခွက်ရဲ့ဒွတ်ထုဂရမ်တိုင်းတာကျတော့239ဆိုတော့သူ့ရဲ့ပြောင်းဝင်သွားတဲ့တကြားရဲ့ဒွတ်ထုဂရမ်လေးကဘယ်လောက်ပဲရှိလဲ1ဂရမ်လေးပဲရှိတယ်ဟေးဒါဆိုရင်ဒီကျေတို့တွေကမေခွန်းလေးတွေကိုဖြည့်ကြည့်ရအောင်ခါခွေ ခွက်ထဲသို့ရေ90မီလီလီတာထည့်ပါထို့နောက်ခွက်နဲ့ရေရဲ့ဒွတ်ထုကိုလျှက်စစ်ချိန်ခွင်းဖြင့်ချိန်ပြီးရေရဲ့အပူချိန်ကိုသာမိုမီတာဖြင့်တိုင်းတာပါထို့ဒွတ်ထုနဲ့အပူချိန်တို့ကိုဇရားတွင်ဖြည့်ဆက်ပါဆိုတော့တကယ်တော့အကုန်လုံးလုပ်ပြီးသွားပြီဟုတ်ပြီနော်90 ဒါဖြစ်လေရေ90မီလီလီတာထည့်ပြီးသွားပြီးခွက်နဲ့ရေရဲ့ဒွတ်ထုတ်ရေရဲ့ဟိုတချဲတို့ကလေးဆင်းနေတဲ့ဘာဖြစ်လဲချိန်ကုန်းနဲ့လည်းတိုင်ပြီးသွားပြီးရေရဲ့အပူချိန်တွေကိုလည်းတချဲတို့ကဘာဖြစ်လဲသာမိုမီတာနဲ့လည်းတိုင်တာပြီးသွားပြီးအဲ့တော့တချဲတို့တွေအဲ့ဒါတွေအကုန်လုံးကိုဇရားမှာလောက်သမီးကိုဖြစ်ဆွပြီးပြီလို့ထင်နေကဲဒါဆိုလို့ရှိရင်တော့တချဲတို့တွေမေးခွန်းလေးတွေကိုဖြည့်ဆွကြည့်အောင်တဲ့ရေရေနွေးနဲ့ရေပူတို့တွင် ုတဲတူရေ90မီလီလီတာ၌တကြားပမာဏမြည်မြပျော်ဝင်သည်ကိုတွက်၍ဇရားတွင် ဖြည့်ဆွက်ပါဆိုတော့တရှေခုနကတော့သားတို့သမီးတို့ပြောလိုက်တယ်ဆိုတော့သားတို့သမီးတို့ဒီကမှဖြည့်ဆွက်ပြီးသွားပြီဒီချက်ထင်တယ်။နံပါတ်1ရေအပူချိန်မြင့်တက်လာတော့အခါပျော်ဝင်သည့်တကြားပမာဏပုံများလာသည်ကိုတွေ့ရသည်တော့တကယ်ကိုနေပြောသလိုမျိုးရင်းနှီးရကြတော့တကယ်လို့တကြားပမာဏဘာဖြစ်သွားလဲလုံးဝရေတော့မပျော်ဝင်သွားတာကိုတွေ့ရတယ်နော်အဲ့ဒါကိုပြောချင်တာနော် ကဲနံပါတ်3နံပါတ်3ကရေအပူချိန်နဲ့ရေထဲတွင်ပျော်ဝင်သောတကြားပမာဏတို့၏ဆက်ဆက်မှုကိုမြည်သို့ကောက်ချက်ချနိုင်မနည်းအဲ့တော့တကြားတို့ကရေရဲ့ရေအပူချိန်ထဲမှာဘယ်လိုမျိုးကောက်ချက်ချနိုင်ပါသလဲအဖြေလေးရတော့ရေရဲ့အပူချိန်မြင့်လေလေပျော်ဝင်သည့်တကြားပမာဏပိုများလေလေဖြစ်သည်ခေါင်းရသားတို့သမီးတို့ပြလိုက်တယ်ရေမာတစ်ချေတို့ပျော်ဝင်တဲ့တကြားလေးကဘာဖြစ်လဲအနှဲငယ်ရှိသေးတယ် ဒီဘက်မှာတော့ယူနေမှာတော့ဘာဖြစ်လဲသူ့ရဲ့တရားပါမနာပျော်ဝင်မှုတော့အရန်ကိုမြန်နေပေါ့နော်အရန်များတယ်အဲ့ဒါကိုပြောချင်တာအဲ့လိုမျိုးနဲ့တာဝတ်သမီးတို့ကောက်ချက်ချနိုင်ပါတယ်အဲ့တော့တာဝတ်သမီးတို့အိမ်မှာလည်းကိုယ်တိုင်လက်တွေ့လေးပြုလုပ်ပြီးတော့တစ်ချက်လိုပဲလက်တွေ့လေးလုပ်ကြည့်နော်ကဲဟုတ်ပြီဒီတစ်ခေါက်မှာတော့ဒီချေကပျော်ရည်ရရနေပြီးတော့မှစားရည် အဲ့ဒီကနေပြီးတော့အစားကိုဘယ်လိုခွဲထုတ်မလဲဆိုတာကိုဒီချေတို့လက်တွေပြုလုပ်ကြမယ်။ကဲပါဝင်ပစ္စည်းလေးတွေကတော့စာရေပြီးသွားရင်ဒီချေတို့ကမွေးဖို့ဆွန်းလေးပေါ့နော်ပြီးသွားလို့ရှိရင်တော့သုံးချောင်းထောင်းမီးဖို့သေးလေးပြီးသွားရင်တော့ဒီချေတို့တန်စကားလေးလိုမယ်ပြီးရင်အငွေ့ပြန်စလုံးလေးလိုမယ်ပြီးသွားလို့ရှိရင်တော့စီမီကွက်ပြီးသွားရင်တော့မီးချစ်ကလေးဒါလေးတွေလိုအပ်ပါမယ် ကဲအဲ့တော့ဒီချက်ဆက်ပြီးတော့စားရည်လေးရနေပြီးတော့မှဒီချက်တို့စားကိုခွဲထုတ်ပြပေးပါမယ်ဟုတ်ပြီအဲ့တော့ဒီချက်ကစားကိုရှင်မဲ့ ပြီးရင်ရေလေးရောပြီးတော့ဒီကျဲစားရေလေးလုပ်မယ်ပြီးရေကမွေးပေးမယ်ကဲကြည့်ထားပါတော့ကဲဘာလေးတွေဘယ်လိုရမလဲဆိုတာအဲ့တော့သားတို့သမီးတို့တခြားကြည့်ထားနော်တွေ့ရှိချက်လေးတွေကိုသားတို့သမီးတို့မဆူမှရေးထားပေးပါပြီးသွားလို့ရှိရင်တော့ဘာရေးတွေ့လဲဆိုတာကိုနော်မဆူလေးမှရေးထားပါကဲဟုတ်ပြီအဲ့တော့ဒီချေတို့တွေက လွန်မှွေနေတဲ့မိနဲ့အနေငယ်ကြာတဲ့အခါမှာတော့တီချဲတို့ကဘာပဲတွေ့တော်မလဲဆိုလို့ရှိရင်ဒါတို့အငွေ့ပြန်စလို့လည်းမဘာအောင်တွေ့ပါဒလဲဒါလေးကိုလည်းတီချဲတို့ကိုလိလာတွေ့ရှိချက်ကလေးတွေကိုတီချဲသားတို့သမီးတို့ရဲ့စာအုပ်ကလေးမှာရေးထားပေးပါဟုတ်ပြီနော်ကဲအခုဒီမှာကြည်လိုက်ငွေပြန်စလုံးထဲမှာဒီချေတို့ဟုတ်ပြီနော်ဒီမှာရေကိုမတွေ့ရှိရတော့ဟုတ်ပြီနော်ကဲအဲ့တော့ဒါတို့သမီးတို့အခုတွေ့ပါတယ် ငွေပြန်စလုံးထဲမှာစားလေးပဲစံခဲ့ပြီးတော့တခြေတို့ရေလေးတွေအဲ့တော့ရေလေးတွေပဲရောက်သွားလဲဆိုရင်ရေလေးတွေကတော့အငွေအဖြစ်နဲ့ဘာဖြစ်လဲအပေါ်ကိုပြန်သွားပြီးတော့မရှိတော့တာပေါ့နော်။ကဲအဲ့တော့တခြေတို့ကစားရေရနေပြီးတော့စားတဲ့ရေကိုဒီလိုနည်းနည်းနဲ့ခွဲထုတ်လို့ရနိုင်ပါတယ်ကွယ်။ ချေလို့နေနေစဉ်သုံးဆွဲလျက်ရှိတဲ့စာအိမ်သုံးစာပေါ့နော်တိတ်ပံရဲ့ဝေါ်ဟာရနဲ့အရာဆိုလို့ရှိရင်တော့သူ့ကိုတော့ဆိုဒီယမ်ကလိုရိုက်လို့ခေါ်တယ်အဲ့တော့စာကိုကဘာမြေအနှံ့ပြားမှာတချေလို့တွေတွေ့ရပါတယ်ပင်လေရီတွေမှာဆိုလို့ရှိရင်စာတွေပျော်ဝင်လျက်ရှိတယ်အဲ့လိုဖြစ်ရတာဟာတဲ့မိုးရီဟာဘာဖြစ်လဲမြေမှာရှိတဲ့စာကိုပျော်ဝင်စေပြီးတော့ပင်လေတဲ့သူသူဟာယူဆောင်သွားတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ပင်လေရီဟာနေရဲ့အပူကြောင့် ငွေ့ပြန်တက်ပြီးတော့မှမွေးရဖြစ်မြေကိုပြန်ပြီးတော့မှ ကြပြီးမြေမှစားကိုထပ်မံပယ်ယူဆောင်သွားတယ်ထို့သူဖြစ်နေတာဟာနှစ်တန်းပေါင်းများစွာရှိနေတဲ့အတွက်ကြောင့်ပင်လယ်ရေမှာစားအမျိုးအစားများစွာပျော်ဝင်နေတာကိုတွေ့ရှိရပါတယ်နေရအပူဖြစ်ပင်လယ်ရေကိုအငွေ့ပြန်စေပြီးတော့ပျော်ဝင်နေတဲ့စားကိုတခြားလိုထုတ်ယူနိုင်ပါတယ်ဒီပုံလေးကတော့အေယာဝတီတိုင်းငပူတော်မြို့နယ်ဖြစ်ခရိုင် ကြီးရွာတိုက်နယ်ကချောင်းဝအုပ်စုမှာစားလုပ်ငန်းတစ်ခုလုပ်နေတာကိုပဲဖြစ်ပါတယ်ရှင်။ကဲတာဝသမီးတို့ဒီချေတို့အနှစ်ချုပ်ကြည့်မယ်နော်။အဲ့တော့ဒရဝတ္ထုများဟာဆိုလို့ရှိရင်เนาะအခဲရဲ့အေးရဲ့အငွေ့ဆိုပြီးတော့အခြေเนาะသုံးမျိုး ਨੇ သူဟာတရှိတယ်။ဒရနောမှာဆိုလို့ရှိရင်เนาะဒောဝတ္ထုအခြေသုံးမျိုးကိုပေါင်းစပ်ထားခြင်းဖြစ်တယ်။အခဲအခဲအယောเนาะအေးအေးအယောเนาะအခဲအေးအယောเนาะ အငွေ့အငွေ့အယောနောနဲ့အငွေ့အရင်အယောနောဆိုပြီးတော့မှဒွန်းနောအမျိုးမျိုးရှိပါတယ်။ပျော်ရည်ဆိုတာကတော့အရာဝတ္ထုတစ်ခုရင်မာပျော်ဝင်တဲ့အခါရရှိလာတဲ့ကြည်လင်နေတဲ့သမစွာယောနောနေတဲ့တသားတဲ့ဖြစ်တဲ့ဟာကိုဒွနောတခု ဖြစ်ပါတယ်အဲ့တော့ပျော်ဝင်ခြင်းဆိုတာကတော့ရာဝတ္ထုတခုရေမှာသမစွာပြန့်နှံ့ယောနောခြင်းဖြစ်ပြီးတော့ပဝင်ပစ္စည်းတွေကို မျက်စိနဲ့ခွဲကြလို့ မမြင်နိုင်တာကိုပျော်ဝင်ခြင်းလို့တကယ်တော့ခေါ်ပါဗါတယ်အဲ့တော့စားရည်အတွင်းမှာရှိတဲ့စားမုံတွေကိုတကယ်တော့မျက်စိနဲ့မမြင်နိုင်ဘူးသင်းငယ်တဲ့စားမုံတွေဟာရေမှာတမစွာပြတ်နဲ့ရောနှောပျော်ဝင်နေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်အဲဒါကြောင့်စားရည်ဟာပျော်ရည်ဖြစ်ပါတယ်သင်းနဲ့ရေကိုရောနှောလိုက်တဲ့အခါမှာတော့သင်းဟာရေမှာမပျော်ဝင်နိုင်ပါဘူးအဲ့အတွက်ကြောင့်သင်းနဲ့ရေဟာပျော်ရည်မဟုတ်ပါဘူးရောနှောတစ်ခုပဲဖြစ်ပါတယ်ကွယ် ရေရဲ့အပူချိန်မြင့်လေလေတကြပိုပြီးတော့မှပျော်ဝင်လေလေဖြစ်ပါတယ်။စားပျော်ရေကိုအပူပေးခြင်းအဖြစ်စားကိုခွဲထုတ်နိုင်ပါတယ်။ပျော်ရေမှအခဲကိုအပူပေးခြင်းဖြင့်ခွဲထုတ်နိုင်တဲ့နီးကို အငွေ့ပြန်စေသော နီးလို့ခေါ်ပါတယ်ကွယ်။ဒီချိန်ရှင်းပြတော့သားတော်သမီးတို့နားလည်မယ်လို့ထင်ပါတယ်။နောက်စာသင်ချိန်မှာဒီချိန်နဲ့တူတူပြန်တွေ့ကြမယ်နော်။